မင်းတို့မြို့နယ်တွင်တိုင်းရဲမှုရင်တန်းမိုင်းဆွဲခံရမကွေးတိုင်းမင်းတို့မြို့နယ်မဲဆလီနယ်ဝင်တွင်းကျေးရွာကြားပသိမ်မုံရွာလမ်းမိုင်းတွင် အောက်တိုဘာ28ရက်မွန်းလွဲ12:50မိနစ်ခန့်ကတိုင်းအဆင့်ရဲမှုလိုက်ပါလာတဲ့ကားလေးစီးပါရင်တန်းကို တော်လှန်ရေးတပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှ၄ဦးမျက်မြင်သေဆုံးခဲ့ပြီးခဲရဲနဲ့ပစ္စည်းများသိမ်းဆည်းရရှိကကားတစ်စီးကိုမိရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း တရက်ခရိုင်အမှတ်လေးတက်ရင်ကယနေ့ထုတ်ပြန်လိုက်ပါတယ်တရက်ခရိုင်အမှတ်လေးတက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကကျွန်တော်တို့ရရှိတဲ့သတင်းအရတိုင်းအစ်စ်ရဲမှုပါမယ်ဆိုတဲ့ရင်တန်းဖြတ်ကျော်လာတာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖိုးဝီကာတစီမိုင်းထိမှန်ခဲ့ပါတယ်အဲ့ဒီကားထဲမှာစစ်သား၄ဦးတည်းမနဲ့ထိခိုက်သေးဆုံးနိုင်တယ်ကြံစစ်သားတွေက ထိခိုက်ခဲ့ရာရသူတွေကိုကြံကား၃စီးပေါ်တင်ဆောင်ပြီးထွက်ပြေးသွားခဲ့တယ်လို့ပြောပါတယ် တိုက်ခိုက်မှုတွင်သိရှိရရှိခဲ့တဲ့ပစ္စည်းများမှာ7.62မမ G88 တောင်း G3 G24 တောင်းကာဘိုင် G18 တောင်းစစ်အသုံးဆောင်ပစ္စည်းတချို့နဲ့ငွေသား3သိန်းကျပ်တို့ဖြစ်ပါတယ်။ထားရခဲ့တဲ့ဖိုးဝီကားတစ်စီးကိုမိရှုရှင်းလင်းခဲ့ပါတယ်။တိုင်းရမှုပါမပါကိုတော့အတီးပြုဆဲဖြစ်ပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မင်းတို့မြို့ဝင်9မိုင်စစ်စေးရိတ်ကိတ်မှာစစ်တပ်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့တော်လဲ။ တော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ကိုမြတ်ကဆက်လက်ပြီးကျွန်တော်တို့စိုးမိုးထားတဲ့ဒေသတွေမှာစစ်ကောင်စီရွေးကောက်ပွဲတွေလုပ်ဖို့စူးစမ်းမယ်ဆိုရင်ဒီထက်ပိုတဲ့စည်ရေးလှုပ်ရှားမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒေသခံပြည်သူတွေနဲ့ခရီးသွားပြည်သူတွေအနေနဲ့စစ်တပ်ရဲ့အရန်ကားမှုတွေကိုဂရုစိုက်ပြီးတွာလာနေထိုင်ကြပါလို့တတိပေးပြောဆိုထားပါတယ်ရှင်။